ဒီနေ့တော့ဘိတ်ကက်ကြီးကြီးကြော်စားကြမယ်နော်ပဇွန်ကင်းမွန်ပဲပြုတ်ကကြီးကိုက်မုတ်ဖတ်နဲ့ပဲပင်ပေါက်တို့ကို ပြင်ဆင်ထားပါတယ်။အရင်ဆုံးစီပူအောင်ထည့်ထားတဲ့တဲကိုကကြီးကိုက်မုတ်ဖတ်ကိုထည့်ပါမယ်။ဒီမုတ်ဖတ်ကညှက်ခေါက်ဆွဲနဲ့မတူဘူးနော်။ကကြီးကိုက်မုတ်ဖတ်တီးတန့်ကိုတုံးထားတာပါ။ပြီးရင်တော့မပါမဖြစ်ပအုံးရည်၊ရုပ်တိအနှစ် စားအရသာမှုန့်နေနဲ့မုတ်သားလေးကိုစိမ်ပေးလိုက်ပါမယ်အိုးကြီးအနံ့လေးမှွေးလာချိန်ကျမှစီနက်နက်ထထည့်ပြီးကြက်သွန်ပြူထောင်းထားတာလေးကိုစီတက်ပေးပါမယ်ကိုစားခြင်းတဲ့အသားကိုထည့်ကျော်ပေးလို့ရပါတယ် ကျမကတော့စီဖူးကြိုက်လို့ပစုံနဲ့ကင်းမုံကိုထည့်ကျော်ထားပါတယ်ပြီးရင်တော့ကြက်ဥလေးခောက်ထားတာကိုထည့်ကျော်ပါမယ် အားလုံးကိုတမမြတ်တအောင်မှွေပြီးရင်တော့နောက်ဆုံးမှာပဲပင်ပေါင်လေးအုပ်ပြီးရင်စားလို့ရပါပြီ။ပိတ်ကကြီးကိုက်ဆိုတော့ base တိုင်းလေးဖြစ်သွားအောင်ကကြီးကိုက်ပူပူလေးကိုငှပြောပတ်ရွက်လေးနဲ့ထည့်ပြီးတော့ပြင်ဆင်လိုက်မယ်ဆိုရင်ငှပြောရွက်နဲ့လေးနဲ့တင်းပြီးတော့အနမ်းရတာနဲ့ပြည့်စုံတဲ့ပင်လယ်စားပိတ်ကကြီးကိုက်မှုမှုလေးကိုစားလို့ရပါပြီရှင်။